ရှင်ရှုမေတ္တာကရုဏာနဲ့နာနာကျင်ကျင်အပြည့်မြင်နိုင်ဝမ်းတွင်မတော်ဟုတ်တိုင်းဆို၍ကျိုးလိုစိတ်ကဆုံးမတတ်သူဆရာဟုလောဆရာသမားဆိုတာညတ်တော်ပူဇော်မှုကိုခံယူထိုင်သောကြောင့်ဓာကိငါဒီသားလို့အမည်လဲတွင်ပါတယ်အတန်လဲပင်ပဲ့ပင်ဆုံးမတိတ်ပမချံဘီယံစီကား တင့်ရန်အဖို့ဆရာတို့ကျင့်ဖို့ဝန်ငါးများဆိုတဲ့ဆရာဝန်၅ပါးရှိတယ်လို့အာစရိယဆိုတဲ့ဆရာ၅ပါးရှိပါတယ်ပပိဇာစရိယဥပဇေဆရာတဗ္ဗတံ္မာစရိယကံဆောင်ပေးသောဆရာနေတယာစရိယနေတယီပေးသောဆရာဩဒေတာစရိယစာသင်ပေးသောဆရာဩဝါဒာစရိယဆိုဆိုမှပေးသောဆရာဆိုပြီးတော့ ဆရာ၅ပါးရှိပါလေဆရာဆိုတာတဏီအဖြစ်တော့တင်ပြပေးသူတပည့်များအားပညာသင်ကြားပေးတဲ့ပုဂ္ဂိုလ်လို့ခေါ်ပါတယ်ဆာယာဆိုတဲ့ပါဠိတော်ဝါရမှာလာခြင်းဖြစ်ပြီးဆာယာသည်အေးရိပ်ဖြစ်ပါတယ်တပည့်များနာကိုစီရန်အေးမြတ်သောအရေးကိုပေးစွမ်းနိုင်သောကြောင့်ဆရာလို့ခေါ်ပါတယ် တနည်းအားဖြင့်တော့ဆရာဟာစနေရာကိုစကလုံးနှလုံးပေါင်းဆက်ထားခြင်းဖြစ်ပြီးစသည်နှိုင်းစာခြင်းချိန်စာခြင်းဖြစ်ပြီးရာမာရာဖြတ်ခြင်းအကဲဖြတ်ခြင်းတပ်ဖို့ဖြတ်ခြင်းဆိုတဲ့သဘောဖြစ်ပါလေဒါကြောင့်တပည့်တို့အားရှင်းချိန်နှိုင်းစာအကဲဖြတ်ပေးသည်ဆိုတာယခုပုပ္ပါစရိယမိနေပါဆိုတဲ့အနန္တဂိုင်းဝင်တွေထဲမှာပါတဲ့ဆရာတစုဖြစ်ပါတယ် ဆရာဆရာမဆိုတာအတော်အတန်စိရနာဝါသနာပါယုံညံ့မဖြစ်နိုင်ပါဘူးကလေးကိုချစ်တတ်ရတဲ့စာသင်ကြားမှုကိုဇံဝင်စားရပြင်မစာပေဘဟုတုတ္တလိလာလိုက်စားမှုတွေလည်းဝါသနာထုံရတယ်အဲလူအဲ့ရင်မိမိရဲ့လုပ်အားတာမကပစ္စည်းဥစ္စာငွေကြေးကိုပင်စိုက်ထုတ်ပုံကြခံနိုင်တဲ့အနစ်နာ ခံမှုမျိုးလည်းရှိပါတယ်။ဒါကြောင့်မို့ဆရာဆရာမတဦးဖြစ်ဖို့ဆိုတာနာသုံးနာနဲ့ပဲလုံလောက်သည်ဆိုဆို၍မရနိုင်ပါဘူး။ဒီကဲ့သို့စေတနာမေတ္တာမျိုးနဲ့တပည့်များအပေါ်မိမိရဲ့ရင်သွေးနမရှာလူကျွန်လူကောင်းကလေးများအဖြစ်ပြုစုပူထောင်ပေးနေများဖြစ်တဲ့အတွက်ကြောင့်အနန္တကျေးဇူးရှင်ဆရာသခင်များအဖြစ်ဖယားနဲ့တိုင်းငယ်ထားတာ အလေးအနက်ပြုသောအဖြစ်မြတ်စရာဘုဇောကတော်ပွဲကြီးကိုစီကားတိုင်မြဲစွာဆင်ရင်ကျင်းပမှာဖြစ်တဲ့အတွက်အရှိခင်အထက်တန်းကျောင်းတော်ကြီးမှပညာသင်ကြားခဲ့ကြသောကျောင်းသားဟောင်းကျောင်းသူဟောင်းများ၏မြတ်စရာဘုဇောကတော်ပွဲကြီးကိုစီကားတိုင်မြဲစွာကျင်းပမှာဖြစ်တဲ့အတွက်ကျောင်းနေဘက်တန်ငယ်ချင်းများအားဆရာကြီးဆရာမကြီးများနှင့်တွေ့ဆုံရန် ငယ်တငယ်ချင်းများနေတွေ့ဆုံရန်ငယ်ဘဝကြောင်းတက်ချိန်များနေတငယ်ချင်းများဆရာဆရာမများနေချစ်ချင်ရင်းနှီးစွာပြန်လည်တရိယာအောင်မိတန်းနာစွာဖြင့်ညဆရာပူဇော်ကြောပွဲကြီးအားတက်ရောက်ပူဇော်ကြောပါရန်လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါれခမညာ